ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ဘဝကိုတကယ်ချစ်တယ်ဆိုရင်ဒီခန္ဓာကိုယ်နဲ့ဒီပါဇက်နဲ့ဒီစိတ်နဲ့ဘာတွေမလုပ်ကြနဲ့အာဟုဆိုမလုပ်ကြနဲ့ဟုတ်လားအေးအာဟုဆိုလုပ်ပါများတဲ့ပုဂ္ဂိုလ်ဟာကောင်းမှုကုသိုလ်လုပ်ဖို့ဆိုတာဘာဖြစ်လို့ခဲရင်လေဟုတ်ပြီနော်ပါနဲ့ဥပမာပေးတယ်မေးလိုက်တော့အရှိတ်ဘက်ကိုရိုင်းနေတဲ့တစ်ပင်ကြီးသတော်ကောင်းတို့တွေအောက်ကနေပြီးတော့ကျိုးတွေပါတွေမဆိုင်ဘဲနဲ့ဓာတ်နဲ့လွှတ်နဲ့ခုတ်ပြီးတော့လှည့်ကြည့်လိုက် ဲ့ဒီပင်ဘယ်ဘက်ပဲလဲမဲ့ပြောရင်ဘာဖြစ်လို့လဲမိလဲတော့ငโกကလေးကအရှိပဲရိုင်းနေတာဟုတ်လားအနောက်ဘက်ရိုင်းနေတဲ့သစ်ပင်ကြီးလဲရင်လဲပဲပြည်တဲ့အောက်ကဓာတ်နဲ့ခုတ်ရင်ဘယ်ဘက်ပဲလဲအနောက်ဘက်ပဲလဲမှာဒီတိုင်းပဲတဲ့ဥစဉ်တို့တို့တွေသူတော်ကောင်းတို့တို့တွေလဲမကောင်းတာလုတ်ပါများတဲ့ပုံကကအာကြံလိုက်ရင်လဲမကောင်းတာဥမာပါဇက်ကပြည်တဲ့မကောင်းတာလုတ်ပါများနေတဲ့ပုံကမျိုးခါးလေးတွားတို့လိုက်လို့ဆဲလိုက်ရောင်လိုက်ရင်ကိုကရောင်လိုက်ရင်ကိုကဘလို့ ကြမ်းထမ်းတဲ့စကားထွက်တယ်မလားဟုတ်တယ်နော်အေးမကောင်းတာလုပ်ပါများဒီလိုဖြစ်လာအရက်တော့နေကြပုံကောကပြည့်တယ်အရက်ဆွဲသွားပြီဆိုရင်ဖြတ်ဖို့ရန်လွယ်စေလားဟာမလွယ်ဘူးစလိတော့နေကြပုံကောလည်းစလိခက်ဖြတ်ဖို့ရန်ဘာဖြစ်တော့ခဲရင်နေကိုဆွဲသွားတဲ့ပုံကောလည်းဒီတိုင်းအဲ့တော့မကောင်းတာလုပ်ပါများတဲ့ပုံကောကကောင်းတာလုပ်ဖို့ဆိုတာကခဲရင်နေတဲ့ဖခင်ကဒါပြောတာနောက်တကဥပမာတဏီပေးသေးတယ်မြတ်စွာဘုရားက ။ဘာဥပမာလဲမေးလိုက်တော့အဲ့ဒီလိုမကောင်းတာတွေလုပ်ပါများနေတဲ့ပုံကိုမျိုးဟာဒီဘဝမှာမကောင်းတာတွေကြီးဒစိုက်တိုက်ဖြစ်နေမယ်ဆိုရင်သေတဲ့နောက်မှာလဲပြိတဲ့ကောင်းတာဖြစ်ဖို့ဆိုတာလွယ်သေးလားမလွယ်တော့ဟုတ်လားကောင်းတာလုပ်နေတဲ့ပုံကိုကပြိတဲ့ဒီဘဝမှာပြိတဲ့သေပြီးနောက်ဘဝလည်းပြိတဲ့မကောင်းတာဖြစ်เสียအကြောင်းရှိလားမရှိဘူးဥမာပြမနေ့ခင်းမိုးလင်းလာပြီဆိုရင်ရှစ်ခိုးတဲ့အကျင့်လေးလုပ် အောက်ထည်ဆုံးအများကြီးမလုံနိုင်တော့သူတော်ကောင်းတို့တွေမျက်နာလေးဆက်ပြမတဲ့ခင်ရည်လေးနဲ့ပုတ်ပြီဆိုကြတဲ့ကဗုဒ္ဓံတရဏကိစ္စာမိဓမ္မတရဏကိစ္စာမိသံဃံတရဏကိစ္စာမိပေါ့ဟုတ်လားအော်ဖရာတရားတန်ကမျက်နာသေးနေကောစီးကပ်ပြီးသားမဖြစ်ဘူးလားမိုးလင်းတာနဲ့တပဲနဲ့ဒါလုတ်ဖြစ်လာဟာနောက်တကဆက်ပြလေးတိုက်ပြီးတော့ပုတ်ပြရင်လည်းပဲအရဟံပူဇော်ထုကိုခံတော်မူလိုက်တော့မြတ်စွာဘုရားအရဟံအရဟံနဲ့ပို့ရင်ဟာအရဟံကုန်တော့ဘွားပြီးသားရောမဖြစ်ဘူးလားအဲ့ဒါလေးသူတော်ကောင်းတို့တွေလှုပ်ကြည့် နေတိုင်းနေတိုင်းလှုပ်လိုက်တနှစ်လောက်လှုပ်လိုက်ပြီဆိုရင်မနဲ့မိုးလင်းလို့ကိုကဆက်ပြားလေးကိုင်ပြီးမျက်နှာလေးပုတ်လိုက်တယ်အဲ့ဒါမဆိုမီဘူးဆိုရင်စိတ်ထဲမှာမပွားမီဘူးဆိုရင်တခုခုလိုးနေတယ်လို့သူတော်ကောင်းနေခံစားလာရလိမ့်မယ်ဟုတ်လားအဲ့ဒါဆိုရင်ဘာဖြစ်ပြီလဲမင်းကိုရဲ့မနဲ့မိုးလင်းတဲ့အလုပ်ဒီကောင်းတဲ့ဘက်ကိုဘာဖြစ်တယ်လို့ညွတ်တယ်ဟုတ်လားကောင်းတဲ့ဘက်ညွတ်နေအဲ့လိုလေးမွေးယူရမှာနော်အဲ့အဲ့တဲ့တိုးနိုင်သေးတယ်ဆိုရင်မနဲ့မိုးလင်းတာနဲ့ဖြစ်မျက်နှာတက်ပြီးတဲ့နေပြန်နဲ့ခန္ဓာကိုယ်တန်တန်ရှင်းရှင်းလေးနေပြီးဖျားရှိခိုးတဲ့အလုပ်ကလေးလုပ် နေတိုင်းနေတိုင်းရှစ်ခိုးလာပြီးတော့ဖယားရှင်မခိုးကရင်းကိုကကို့မှာတခုခုလိုနေသလိုခံစားရရင်ကိုကဖယားဘက်ကိုညွတ်နေတဲ့ပုံကိုဖြစ်ပြီးကောင်းတဲ့ဘက်ညွတ်နေတဲ့ပုံကိုဖြစ်ပြီးဟုတ်ပြီလားအဒီတယ်ပို့ပြီးတော့ပန်းလေးကအောင်မဲ့ရေချမ်းလေးကအောင်မဲ့ဒါလေးမလုတ်ဖြစ်တော့ဘူးဆိုရင်ကို့မှာခยีသွားလိုက်တယ်ပေါ့စောစောစီစီသွားတယ်တခုခုလိုနေတယ်ငါပြည့်စည်များမေ့ကြံခဲ့သလားအောင်မေ့တယ်ဘယ်ဟုတ်တော့ငါဖယားရှင်ခိုးဖို့မေ့ခဲ့ပန်းလေးဖို့မေ့ခဲ့တယ်ရေချမ်းကပ်ဖို့မေ့ခဲ့တာပဲလို့တွေးမိရင် အဲ့ဒါသူတော်ကောင်းတွေရဲ့စိတ်ဟာဘက်ဘက်ကိုညွတ်နေပြီကောင်းတဲ့ဘက်ကိုညွတ်နေဖျားဘက်ကိုညွတ်နေအဲ့ဒီအချိန်မှာသူတော်ကောင်းတို့တွေကိုင်းသေရင်သေးကြည်စမ်းကောင်းတဲ့စိတ်နဲ့သေရတာဖြစ်တဲ့တွေ့တာကြောင့်သူတော်ကောင်းတို့ဥစဉ်တို့တွေမကောင်းတဲ့နေရာရောက်เสียရှိလားမရှိဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကကောင်းတာလုတ်ပါများတဲ့ပုံကမကောင်းတာဖြစ်ဖို့ဆိုတာဘာဖြစ်လို့ခဲရင်နေဟုတ်လား မကောင်းတာလုပ်နေတဲ့ပုံကလည်းကောင်းတာဖြစ်ဖို့ဆိုတာဘာဖြစ်တော့ခဲရင်နေဆိုတာအဲ့ဒါပြောတာဟုတ်ပြီနော်အေးအဲ့ဒါကြောင့်မို့ခနေ့မြတ်စွာဘုရားကကောသလဗျင်ကြီးကိုလက်ဆောင်ပေးလိုက်တဲ့ဂါထာလေးကိုသူတော်ကောင်းတို့ကလည်းဥစဉ်ကဒီနေ့ဓမ္မပူဇာဓမ္မဒါနအနေနဲ့ပြန်ပြုတ်တယ်ပေါ့ဗျာနော်ဘာလဲလို့မေးလိုက်တော့မိမိကိုယ်ကိုတကယ်ချစ်တယ်ဆိုရင်ဒီခန္ဓာကိုယ်ကြီးနဲ့အာကုသိုလ်တွေကရှောင်ကြပါတနည်းအားဖြင့်ပြောရင်ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက် ဒုစရိုက်တရားများကရှောင်ကြပါဟုတ်ပြီလားအဲဒုစရိုက်တရားတွေကိုဆောင်ကြပါလို့ဦးဇင်းကပြောကြလိုပါတယ်ဗျာ